မင်္ဂလာပါခင်ဗျာဆရာငယ်ပါခင်ဗျာနော်ဆရာရဲ့မိတ်ဆွေတို့ဆရာကဒီနေ့မှာတော့2025ခုနှစ်အော်တိုဘာလ22ရက်ကနေလကုန်31ရက်နေ့အထိတပတ်စာတနင်္ဂနွေသားသမီးတွေရဲ့ကညီမကိုဆရာကတားရောနဲ့အာယုဒ်ပြူဟောကြားပေးလိုက်တဲ့ဗတ်တနင်္ဂနွေသားသမီးမိတ်ဆွေအားလုံးဒီအော်တိုဘာလလကုန်အထိအဆက်ဆက်ရရမိတ်ဆွေတို့ရဲ့တပတ်တာမိတ်ဆွေတို့ရဲ့ကံဟာဘယ်လိုရှိမလဲဆိုတာကိုကြည့်လိုက်ရပါခင်ဗျာဒီ2025ခုနှစ်မတ်အော်တိုဘာလ 22ရက်ကနေလကုန်ထိတနင်္ဂနွေတမီမိတ်ဆွေများမိတ်ဆွေတို့ရဲ့ယင်ထဲမှာအရာရာကိုမျောလင်းချက်တွေများနေရဖြစ်ရှင်တဲ့ဆန္ဒတွေဖြစ်မလာသေးတဲ့ပြဿနာတွေကိုဖြစ်လာရင်ကောင်းမှာပဲဆိုရယ်စိတ်မျိုးစူးစမ်းနေရင်းနဲ့အဲငါတို့ဒီကိစ္စတွေဖြစ်လာရင်ဘာကိုလုပ်မလဲဆိုပြီးတော့ကြိုတင်ပြီးတော့အကြံစီပလန်တစ်ခုခုကိုချထားတော့ကာလအဲနောက်တစ်ခုကမိတ်ဆွေတို့အနေနဲ့ ရီမန်းချက်မျော်လင့်ချက်တွေကိုပြေဝါကိုတကူအာငါတို့ဒီကိစ္စကြီးပြေမြောက်အောင်ဘာကိုပြေမြောက်အောင်လုပ်မယ်ဆိုရဲအဲမျော်လင့်ချက်တွေအောင်မြင်မှုတွေရဲ့နောက်မှာညားစွာအာဘူးယုံကြည်တော့ညားစွာချစ်တူဆောင်တော့လှုပ်ဆောင်ခြင်းတော့စေမျိုးတွေမိတ်ဆွေတို့တွေနဲ့ဖြစ်ပေါ်နေတော့ကာလာပိုင်းချာဖြစ်ပြီးရခါမိမိတို့ရဲ့ယုံကြည်ချက်အတိုင်းမပြောင်းမလဲစွတ်စွတ်ဆက်ဆက်ပေါ်ရင်အောင်မြင်တိုးတက်မှုတွေကိုကျင်းစီရရှိမယ်ကာလာအပိုင်းချာဖြစ်ပါတယ်ခင်ဗျအလောက်ကై လောကိုင်းနဲ့ပတ်သက်လာရင်ဘာကုံစုရှေ့တူဆောင်ရင်လှုပ်ဆောင်ပါလုံငန်းနဲ့ပတ်သက်လို့အလုံးနဲ့ပတ်သက်လို့ရှေ့တူလှုပ်ဆောင်ခြင်းအောင်မြင်ခြင်းနဲ့တိုးတက်ခြင်းကနေရရှိတတ်တဲ့အတွက်တနုံလေးကသမီးမိတ်ဆွေတရားမိတ်ဆွေတို့ရဲ့ယင်ထဲမှာလုံငန်းကိစ္စအလုပ်ကိစ္စမှန်တယ်ရကိုကိုကိုယ်ဝန်ဦးစီးဦးဆောင်ဒီရှေ့တူဆောင်ရင်လှုပ်ဆောင်ပြီးအောင်မြင်တိုးတက်မဲ့ကာလဖြစ်ပါတယ်အဲငါကူက လုပ်ငန်းဟောင်းအလုပ်ကောင်းကိုကြိုးစားဆွမ်းဆောင်တာမျိုးအတွေ့အသည့်အမြင်သစ်တွေနဲ့ချဲ့ထွေတာမျိုးလုပ်ငန်းအဟောင်းကိုပဲပြုပြင်မှုမှန်ပြီးတော့ရှေ့တိုးဆောင်ရလုပ်ဆောင်တဲ့အလုပ်ဒီမှာအားသာကောင်းမှုတို့တက်နိုင်ပါတယ်အလုပ်ရှာနေသူပြေဖို့အလုပ်တွေရရှိနိုင်တာမျိုးလုပ်ငန်းတွေရရှိနိုင်တာမျိုးတရွာတနေတခြားအစားရှိရှိတဲ့နေရာအနေပြီးတော့ပြပခီးသွားတဲ့ပတ်သက်တာမျိုးပတ်စပို့ဗီဇာလုပ်ငန်းနဲ့ပတ်သက်တာမျိုးရဝေးခီးသွားတဲ့ပတ်သက်သောဗီဇာတွေမှာရှေ့တိုးဆောင်ရအောင်မြင်တိုးတက်ခြင်းတွေကံကောင်းခြင်းတွေရရှိမယ်ဆိုတဲ့ကံမျိုးဖြစ်ပါတယ်ခင်ဗျာ ။ပညာရေးနဲ့ပတ်သက်လာရင်တော့တနုနေသားသမီးတွေလက်ရှိမှာစိတ်ပန်းလူမောစိတ်မောလူမောဖြစ်နေရသောအပ္ပတကလာဘိုက်ချဖြစ်တဲ့အတွက်တနုနေသားသမီးမိတ်ဆွေများကိုပညာရေးနဲ့ပတ်သက်ရင်တော့ review စင်ကြီးရကတော့အားနေသောကာလပညာရေးနဲ့ပတ်သက်လာရင်အရာရာကိုရုံးကန်ရမယ့်ကာလဘိုက်ချလေးဖြစ်နေတဲ့အတွက်မိတ်ဆွေတို့ပညာရေးသင်တန်းပကြီးကိစ္စအဆက်စတဲ့ကိစ္စလေးတွေမှာတော့နည်းနည်းလေးအားနေစီတော့အပ္ပတကလာဖြစ်တဲ့ငွေကြေးငွေကြေးကန်နဲ့ပတ်သက်ရင် ဝင်တော့ဝင်နေဘယ်နှခထွက်နေမှမသိတာမျိုးမိသားစုကိစ္စအကိုကြောင့်ကိုပဲတပားသူကိစ္စလေးတွေကြောင့်ငွေကြီးနဲ့ပတ်သက်လာရင်ဝင်တော့ဝင်နေငွေဟာမမြဲနေတာမျိုးငွေကြီးနဲ့ပတ်သက်လာရင်အခြားတနေရရာကိုတုံးဆွဲလိုက်ရတာမျိုးလက်လွန်ထားတာလူလေးတွေကြောင့်ငွေကြီးနဲ့ပတ်သက်ရင်ငွေမမြဲတော့ကာလဖြစ်ပြီးတော့ရသမီကိစ္စလေးတွေကြောင့် အိမ်ဝင်ကိစ္စလေးတွေကြောင့်အလုံးစားအပြောပါနဲ့ပတ်သက်တဲ့ကိစ္စလေးတွေဘာသာရေးဆိုင်ရာကိစ္စလေးတွေကြောင့်ကိုယ့်ကြောင့်မဟုတ်ပဲတပါးသူတွေကြောင့်ဝေကုန်ကြည့်ကြအများရခြင်းဝေချင်းနဲ့ပတ်သက်လာလို့ရှိရင်ကိုယ့်ကြောင့်မဟုတ်ပဲအခြားသူတွေကြောင့်လက်လွန်ခြင်းတွေကြုံရတတ်တယ်လို့ရှိတာငါတာကိစ္စလေးတွေမှာတတိပြုစင်းနေမှာမလုံလားအပ်ခွင့်နဲ့ငွေကြီးနဲ့ပတ်သက်လာရင်လူမြင်မခံပါနဲ့လူမြင်ခံရဖို့အဲ့ဒီငွေကြီးဟာမမြဲသောကာလတိုးတိုးတိတ်တိတ်ထားဖို့လိုအပ်ပြီးတဲ့အခါငွေကြီးကံနဲ့ပတ်သက်လာရင်အဲ ရှာတဲ့အခါကျတော့ဒါကျူစာပန်းစားနဲ့သုံးလိုက်တော့အခါတရားထဲဆိုတာမျိုးဖြစ်တတ်တဲ့တော့ငွေကြီးနဲ့ပတ်သက်ရင်တော့မိတ်ဆွေတို့ငွေကြီးတံမိုးကိုကောင်းစွာအသုံးချတတ်ဖို့လိုအပ်ကြောင်းခလောက်ပြောကြလိုက်ပါရစေခင်ဗျအဲ အိမ်တော်ကြီးအိမ်တော်ကြီးနဲ့ပတ်သက်လာရင်တော့မိတ်ဆွေတို့ဘာမှစိုးရိမ်စရာမရှိပါဘူး။ငကိုကဝေးပွားနေတော့မိတ်ဆွေများအိမ်တော်ကြီးနဲ့ပတ်သက်လို့နားလည်မှုလွဲနေတော့မိတ်ဆွေများရှေ့တူဆောင်ရရတဲ့ကာလဖြစ်ပြီးတော့အဆက်အသွယ်ပြတ်နေတော့အိမ်တော်ရှင်များကတော့အဆက်အသွယ်ရရှိခြင်းသာသမီတပည့်လက်သားတွေကိုအကြောင်းပြုပြီးတော့အဲအဆက်အသွယ်ပြန်လည်ရရှိခြင်းတဲ့မှရှိနေတုံဝနိုင်ကလို့ငကိုကအိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့အစင်မပြေတဲ့မိတ်ဆွေများခီးထွားခြင်းခီးထွက်ခြင်းအိမ်တော်ကြီးနဲ့ပတ်သက်လို့ရှိရင်ဘာသာရေးဆိုင်ရာကိစ္စလေးတွေ သွားရခြင်းမိတ်ဆွေတို့လူနဲ့အိမ်နောက်ဘက်နဲ့ပတ်သက်ပြီးတော့စိတ်ပန်းပြီးခီးထွားရတာမျိုးသို့မဟုတ်အကြောင်းအရာမျိုးစုံနဲ့ခီးတူတူသွားခြင်းမျိုးတွေဟာမိတ်ဆွေတို့ရဲ့အိမ်နောက်လေးထံကိုရှေ့တိုးပြီးတော့အောင်မြင်မှုနဲ့အေးချမ်းမှုတွေရရှိတတ်သောကာလဖြစ်တဲ့သာသမီတွေကြောင့်ငွေကြေးလုံးလေးရင်းနဲ့ဝင်လာတာမျိုးဆွေမျိုးသားချင်းတွေကြောင့်ငွေကြေးလုံးလေးရင်းနဲ့ဝင်လာတာမျိုးတဖက်လက်သားတွေကြောင့်ငွေကြေးလုံးလေးရင်းနဲ့ဝင်လာသောကာလပိုင်းစားဖြစ်ပြီးခဲ့တဲ့အခါ ငွေသာသမီကိစ္စလေးတွေကြောင့်တပည့်လက်သားကိစ္စလေးတွေကြောင့်မျက်နှာပွင့်လန်းခြင်း၊ချွင်ပြခြင်းတို့တွေဂျုံအပ်တတ်သောကာလဖြစ်တဲ့အိမ်တော်ကြီးနဲ့ပတ်သက်တဲ့ဝေးကွာနေသူတွေပြန်လည်ဆုံစည်းရတာမျိုး၊ငကောကအဆက်အသွယ်ပြတ်နေသူတွေပြန်လည်ပေါင်းစည်းရတာမျိုးတွေဂျုံအပ်တတ်လို့အိမ်တော်ရှင်တို့နဲ့တို့တယောက်နဲ့တယောက်နားလည်မှုတွေနဲ့တုံးနဲ့တို့နားလည်မှုရအောင်ရှေ့တို့ဆောင်ရွက်လာရင်မိတ်ဆွေတနည်းမလေးသားသူတွေဖို့ဒီပတ်တာတော်တွေမှာအိမ်တော်ကြီးကအားသာပေါင်းလို့တိုးတက်ပြီးကံကောင်းစီပါတယ်။လူငယ်တွေအစီအင်းနဲ့ပတ်သက်လာရင်တော့မိမိချစ်သောမြတ်လို့သောသူနဲ့ အဲတုံးနဲ့တူတယောက်နဲ့တယောက်အเจ้าရနူးစုံနဲ့ခိတခဏခွဲရတာမျိုးဖြစ်စီတယောက်နဲ့တယောက်တုံးနဲ့တူညှိနိုင်မရတဲ့ကိစ္စလေးတွေကြောင့်အဲအဆက်အသွယ်ပြတ်ရှင်းနေနားလည်မှုပြွေးချင်းနေ ကြုံရတတ်တယ်လို့အရာရာကိုဟိုအစိုးပင်ဖြစ်ပါစေအကောင်းမင်ဖြစ်ပါစေတမိစားအိမ်တော်အစီရင်နဲ့ပတ်သက်လာလို့ရှိရင်ညှိနှိုင်းရခတ်တာမှုလေးတွေတိုင်မြင်ရခတ်တာမှုလေးတွေအခုခုဆိုလို့ရှိရင်ထွက်သွားပြီးထွက်သွားတော့ဆိုတဲ့အပြစ်မျိုးတွေသုံးဖို့လို့ရှိရင် negative sum တွေများစွာရရှိတတ်တဲ့အတွက်တမိစားမြတ်ဖို့ကတော့တုံးနဲ့တူတယောက်နဲ့တယောက်အစင်မပြေမှုလေးတွေများစွာကြုံရတတ်တဲ့အတွက်တော့တနုဥဒိတာတမိရဲ့အစီရင်နဲ့ပတ်သက်ရင်တော့ဒီတပတ်တာတော့အတွင်းမှာအဲ ဘယ်လိုပြောမလဲ review စင်တင်ပေးဖို့လိုအပ်ကြောင်းနဲ့မိတ်ဆွေတို့နေနဲ့ဝေးกว่าနေတော့အရှိအမဆိုရင်တော့စိတ်မချရတာမျိုးလေးတွေဝေးกว่าနေတော့တမိစားမျိုးတွေမှာဆိုရင်တော့တဦးနဲ့တူတယောက်နဲ့တယောက်အပူတော့ကတည်င်းစကားလေးတွေကြားရတာမျိုးလေးတွေချစ်သူရဲ့မိမိရဲ့ချစ်သူရဲ့အိမ်မိမိရဲ့အခုရီးစားရဲ့အစင်မပြေမှုလေးတွေကြောင်းကိုပါလိုက်ပြီးတော့စိတ်ပန်းသူပန်းစိတ်ငေါ်လူမဖြစ်ရတတ်တော့အပ္ပတကလာအပိုင်းရှားဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ။ကျမ်းမာရေး ။မြမိုင်းနဲ့ပတ်သက်လာရင်တော့စီဝါပြောင်းလဲဇာသမားပြောင်းလဲလေးတွေနဲ့ကုသလာရင်ငခုကဖြစ်ပေါ်နေသောနာတာရှိကျမ်းမာရေးလေးတွေကမှကောင်းမွန်လာမယ့်ကာလငခုကဖြစ်ပေါ်နေသောကိစ္စလေးအစမပြေကိစ္စလေးတွေတုံးနဲ့တူတရတဲ့နားလည်မှုလွဲနေတာမျိုးတွေဆိုရင်ဆရာသမားကောင်းစီဝါကောင်းတွေနဲ့ကုသတာမျိုးငခုကကျမ်းမာရေးနဲ့ပတ်သက်လာရင်အစမပြေပါမလားဆိုတဲ့မိတ်ဆွေတွေဒီအပတ်ဟာရှေ့တိုးဆောင်ရွက်ခြင်းစတင်ခြင်းတွေကံကြမ္မာကောင်းခြင်းတွေကိုရရှိမယ့်ကာလအပိုင်းခြားဖြစ်တဲ့အတွက်မိတ်ဆွေတနည်းနည်းသားသမီးများကိုဒီတစ်ပတ်တာတော်တွေမှာကျမ်းမာရေးနဲ့ပတ်သက် ချစ်တို့ဆောင်ရလို့ဆောင်ရင်အာသာကောင်းမှုတိုးတန်းနိုင်တော်ပတ်တာဖြစ်ပါတယ်။ဒီပတ်တာတော်တွေမှာမိစွေတို့အနေနဲ့အကျိုးပေးစီတော့အယောင်အနေနဲ့ဆိုရင်တော့အစိမ်းရောင်အဝါရောင်ညီယိုရောင်နေရာမိစွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးကံကောင်းစီပါတယ်။အကျိုးပေးသောကဏ္ဍအခေရတွေအနေနဲ့ဆို၈ကဏ္ဍ၊၅ကဏ္ဍ၊၃ကဏ္ဍနေရာမိစွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးတော့ကံကောင်းစီတော့အပတ္တကာလဖြစ်ပါတယ်။အကျိုးပေးစီတော့ရဟာမြောက်ဆူဆူရဖြစ်ပါတယ်ခမ။ဒါပြင်အကျိုးပေးစီတော့ဟဲ့လား စွမ်းနာလို့ပါပါနေသားအနေနဲ့ဆိုလို့ရှိရင်တော့မိတ်ဆွေတို့အနေနဲ့တနေ့ဟုတ်နေ့တနေ့ဟုတ်နေ့ချင်းတွဲလောက်တာမျိုးလေးတွေသို့မဟုတ်အင်္ဂါသတ္တမိတွေနဲ့ပေါင်းစုဆက်ပြီးလောက်တာမျိုးလေးတွေကမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးကံကောင်းစီတို့အပ္ပတကာလာပိုက်ချဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေလုပ်ငန်းနဲ့ပတ်သက်လာရင်လုပ်ငန်းတစ်ဆက်တင်ခြင်းတက် အဟောင်းကိုရှေ့သို့ဆောင်ရွက်လှုပ်ဆောင်တာမျိုးငဘဘက်ရက်တက်နေသောအလုပ်တွေနားရရသောအလုပ်တွေပြက်စင်းနေသောအလုပ်တွေကိုရှေ့သို့ဆောင်ရွက်လှုပ်ဆောင်မှာမိတ်ဆွေကောင်းအကူအညီကောင်းတွေရဲ့အကူအညီကိုများစွာရရှိမယ့်အပတ်တာကာလအပိုင်းရှာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ။သားသမီးတွေနဲ့ပတ်သက်ပြီးတော့စိတ်ချမ်းသာစရာသတင်းလေးတွေငဘကသားသမီးနဲ့ပြည်စားနဲ့ပတ်သက်လို့တပည့်သားအောင်ငယ်သားနဲ့ပတ်သက်ပြီးတော့စိတ်မချမ်းသာစရာလေးတောင်လက်ရှိမှာစိတ်ချမ်းသာအောင်အကူအညီထောက်ကိုရရှိတတ်ပြီးတော့အိမ်ထောင်ရေးနဲ့ပတ်သက်လို့အဆင်မပြေရင်သားသမီးတွေရဲ့ညှိနှိုင်းမှုတွေတွေတပည့်လက်သားတွေရဲ့ညှိနှိုင်းမှုတွေတွေနဲ့ရှေ့သို့ဆောင်ရွက်လှုပ်ဆောင်ရင်အသာကောင်းမှုတိုးတက်နိုင်သောကာလအပိုင်းရှာဖြစ်ပါတယ်။မဖြစ်မဖြစ်နဲ့ဆွေမျိုးသား ိုင်းချင်းနေနာကိုအလဲဖီးထွက်ရတာမျိုးတွေအပျော်ခီးထွက်ရတာမျိုးတွေတုံ့ဝတ်တက်တော့ကာလာပိုင်းချာဖြစ်ပြီးတဲ့အခါအခွင့်လန်းတဲ့နဲ့ညှော်လင့်ချက်တဲ့နဲ့ကြမ်းမာခြင်းကိုရရှိနိုင်တာမျိုးငကောကစိတ်ပန်းလူပန်းဖြစ်နေတဲ့မိတ်ဆွေများဒီကာလမှာစိတ်ပန်းလူပန်းမဖြစ်ဘဲနဲ့ခီးထွက်တာမျိုးဘာသာရေးဆောင်ကပိစာခုခုကိုစတင်ဆောင်ရလွတ်ဆောင်ရင်ပြုတ်တနိုင်ပါလေလုပ်ငန်းအသစ်စတင်တင်တဲ့ဘက်ဆိုလက်ရှိရှိနေတဲ့နေရာထက်အရှားဒေသတွေရွာတနယ်တခုခုကိုသုံးမဟုတ်ရင်တရွာမပြောင်းသူကောင်းမဖြစ်ဆိုတဲ့အတိုင်းအပြောင်းလဲနေနေစတင်စူးစမ်းကြည့်ပါအောင်မြင်မှုလမ်းစား အေဂန်ဒိတ်ခါရရှိစီမဲ့အပတ္တကာလအပိုင်းချဖြစ်တယ်ပညာရင်းနဲ့ပတ်သက်ရင်တော့အားငယ်အားနာစရာပဲအဲယုံလေးနဲ့လေဆိုတာမျိုးစိတ်ပန်းလူပန်ဖြစ်ရတတ်တယ်သူကဥပါဒနာပါတဲ့အလုပ်ကိုသာငယ်စဉ်မှာလှုပ်ဆောင်ပေးဖို့လိုအပ်ကြောင်းထပ်လောင်းမဲ့အကြံပြုပါရစေဒီပတ်တာတော့တင်မှာမိတ်ဆွေတို့အရေးကြီးသောသစ္စာတွေကိုပြုမှုဆောင်ရတဲ့အခါတို့ရာကိစ္စကိုပြုမှုဆောင်ရတဲ့အခါဆက်ဆက်ရအစဉ်ပြေစီဖို့အတွက်မိတ်ဆွေတို့ရဲ့အိမ်ကနေမသွားမီမှာမိမိတို့ရဲ့နော်သွားမဲ့လုပ်ငန်းကိစ္စအလုပ်ကိစ္စမသွားမီမှာ မိမိတို့နဲ့ပြောဆိုရှင်းဆိုထားတော့အရက်တီတာမှာရှိတဲ့မြို့တော်ရှင်နေတော်ရှင်တို့လမ်းဆောင်နဲ့တို့မေတ္တာခဏချင်းတိတိပို့ပြီးတော့လိုရာကိစ္စကိုကြွားရင်အောင်မြင်ခြင်းတွေတိုးတက်ခြင်းတွေရရှိစေမယ့်အပိုင်းခြားကာလပတ်တာဖြစ်ပါတယ်။မိတ်ဆွေတို့ရဲ့ရောင်းကုန်တွေအယောင်းတွေအယောင်းခတ်စီဖို့အတွက်မိတ်ဆွေတို့ရဲ့ပုံပစ္စည်းတွေကိုတကွာတီးတဲ့လုံးနဲ့ရောင်းကပါစီဆိုပြီးထိတွေ့ရိုက်ဖို့ရောင်းလာရင် ရောင်းကောင်းပြီးတော့အယောင်းတွေအယောင်းထပ်သွားစီမှာအတိအကျပဲဖြစ်တဲ့အဆက်ဆက်ရဲ့မိတ်ဆွေတို့ရဲ့နော်လုပ်ငန်းကိစ္စအလုပ်ကိစ္စတွေအစဉ်ပြေအောင်မြင်တိုးတက်စီဖို့ပြောမိဇီယံငနာဗီဒီမီကြီးရင်ခွန်ကိုတုံညာနှစ်ဖို့တုံညာလေးတစ်လျှောက်7902900 4410 WhatsApp Telegram မှာဖြစ်စေ Viber နံပါတ်4653505နဲ့မှာဖြစ်စေဆက်သွယ်မိမြနိုင်ကြောင်းကြားဖြတ်ကျင်ညာဝင်နဲ့မိတ်ဆွေတို့ရဲ့အဆက်စားရရငွေကြေးကံကောင်းစီပြီးအဆက်စားရရအောင်မြင်တိုးတက်ဈေးရန်တို့ကမိတ်ဆွေတို့အနေနဲ့ဟိုမနမိုးလေးနဲ့အခါမှာနော်မနမိုးလေးနဲ့အခါမှာမိမိတို့ရဲ့နော်ဟိုဟာဟိုမိမိတို့ရဲ့အေးရဲ့နိနဇာဝူပြီးတော့ယတေဤဥခန္ဒီရဲ့တနာတိတ်တိလို့ခေါ်တယ်အရဟံသူဇံလာလီတံပါဠိတံအဋိဃာရာလေးလေးချောင်းကိုတနေ့ကို28ခေါက်တိတိမျက်နာပြတဲ့အခါမျက်နာတက်ပြီးပြီးမတက်ရသေးသေး ်အင်ရဲ့တက္ကမပတ်ကိုကြည့်ပြီးတော့လလာပါတွေကိုခေါ်လိုက်တာကအဆက်ဆက်ရဲ့အောင်မြင်စီနီမယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့တနင်္ဂနွေတာသမီမိတ်ဆွေတွေအားလုံးအော်တိုဘာလဂုံတိဘာပဲဖြစ်ဖြစ်အောင်မြင်တိုးတက်လို့ရတနာစင်ကြောက်စေတောက်တိုင်းကစားနိုင်ကြပါစေလို့ဆရာကပြောရင်းနောက်ဗီဒီယိုမှာပြဆုံပါမယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ